ခုဒေဒေ600တိုးသွားတဲ့အတွက်အိုလီဒေးက1825ကျပ်ဖြစ်သွားပြီ။အဲ့တော့ဆိုရင်ကျွန်တော်တို့ဒီနေ့ညနိုင်ဆွေးနွေးတဲ့85ကျောင်းတိုင်းလုံးပြည့်ပါ။ပြည့်ပါပြီ။ရန်ကုန်တိုင်းလမ်းသာယာမြို့နယ်ကချမ်းကြီးလို့ခေါ်တဲ့အဒီတက်20ယုံကလုံသမားတွေလုံအားကတိုးတောင်းဆိုနေမှုမေလ20ရက်နေ့ညနေမှာစက်ယုံနဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ လုံသမားတွေကပြောပါတယ်။တည့်ရက်လှူအားကကိုကျန်9200ကနေ12000အထိတိုးပေးဖို့တပတ်ကြာတောင်းဆိုခဲ့ပြီးတဲ့နောက်စက်ယုံဘက်ကနေသဘောတူညီမှုရရှိခဲ့တာပါ။အဆင်ပြေသွားပါဘောရှင်ညီမတို့တောင်းဆိုထားတဲ့ဒေဇီ12000ရသွားလေ။ထောက်ပံ့ကြည့်ပါရဲ့ဆိုပေမဲ့ဒေဇီက 12000, OD 2000, ရမှန်ကြီး2ကြီးတောင်းဆိုထားတဲ့အချက်၄ချက်လုံးရခဲ့တာပါ။ OD ကြီးကလည်းအရင်တနားကြီး1636ချက်ကို အခု1825ကျပ်ဖြစ်သွားတာပါမီလာ14ရက်နေ့ကနေ20ရက်နေ့အထိလုံသမား6400ကျော်ဟာစက်ရုံဝင်းအတွင်းမှာဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီးဆန္ဒပြတဲ့ရက်တွေတဲကပိတ်ရက်ထဲအကျုံးမဝင်တဲ့၄ရက်စာအတွက်လုံအားကကိုတော့စက်ရုံဘက်ကဖျက်တောက်သွားမယ်လို့ဆိုကြောင်းသိရပါတယ်လုံသမားတွေရဲ့ကိုစားပြုကိုစလဲတွေနဲ့စက်ရုံတာဝန်ရှိသူတွေမီလာ20ရက်နေ့ညနေပိုင်းမှာတွေ့ဆုံပြီးတွေ့မြင်လိုက်တဲ့နှုံးထားတွေကိုစာချုပ်ချုပ်ဆိုပြီး သဘောတူညီမှုရခဲ့တာလို့ဆိုပါတယ်အဲ့လိုမျိုးကိုကစီစဉ်မှန်မှန်နဲ့ဆန္ဒပြရတယ်ပေါ့နော်အဲ့ဒီဆန္ဒပြတဲ့ရက်တွေအကုန်လုံးကကိုလည်းအောက်ကင်းတယ်အမောမောင်နေတဲ့စိတ်ကမရှိဘူးမရှိဘူးစီစဉ်မှန်မှန်နဲ့လမ်းလျှောက်ပြီးတော့သူတို့အော်ရင်လည်းကိုလည်းလမ်းလျှောက်တယ်သွားတယ်ဆိုတော့အဲ့တုန်းကပြန်မှန်းခဲ့တဲ့ညကကိုမကြေးရတယ်ဗဇက်တိရတဲ့အချိန်မှာပေါ့နော်တော်တော်အချိန်ကြီးသွားတယ်တော်တော်လည်းဝမ်းတာတယ်ဟုတ်တော့လည်းဝမ်းတာတို့တောင်းဝန်တန်းတွေအတွက်လည်းရောင်းဝမ်းတာမျိုးပါတယ်ဟုတ်ကြီးမြင့်လာတဲ့ကုံစည်းနှုံးကြောင့် အနေဆုံးလောကလာစာကိုတုံးမြင့်ပေးဖို့ချမ်းကြီးဖနက်ဆက်ယုံအလုံးသမားတွေတင်တာမကပဲရန်ကုန်မြို့မှာရှိနေတဲ့စစ်မှုဇုန်တွေကဆက်ယုံအလုံးသမားတွေဟာတောင်းဆိုမှုတွေရှိနေကြတာပါမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2018ခုနှစ်မှာအနေဆုံးလောကလာစာကိုတရက်4800ကျပ်အဖြစ်သတ်မှတ်ပေးခဲ့ပြီးတဲ့နောက်အခုစစ်တပ်အာဏာသိမ်းတဲ့ကာလမှာ2025ခုနှစ်အထိတရားဝင်အခြေခံလောကလာစာကိုတုံးမြင့်ပေးတာမျိုးရှိသေးပါဘူး